ထူးခြားသောဒဏ္ဍာရီမြင့်မာသည်တီယန်ယောခါကအီဖ်လို့ခေါ်တဲ့ဒဏ္ဍာရီလာမြင့်မာလေးတစ်ကောင်ရှိပါတယ်အီဖ်ငငယ်လေးတဲကမိသားစုတစုက ရှာဖွေတွေ့ရှိခဲ့ပြီးခေါ်ဆောင်မွေးစားလိုက်ကြပါတယ်အီဖ်ကိုရှာဖွေတွေ့ရှိခဲ့တဲ့သူတွေကတော့သူမဘသူဆိုတာကိုမသိသေးတဲ့အတွက်သူ့ရဲ့မြင်းနေနဲ့အခြားတိရစ္ဆာန်တွေနဲ့အတူ မွေးမြူထားပါတယ် နောက်ပြီး if ကိုတိုင်းကလည်း तू မဘသူဆိုတာကို မသိတဲ့အပြင် तू မတစ်ချိန်ချိန်မှာတမှုထူးခြားပြီးနာမည်ကြီးလာလိမ့်မယ်ဆိုတာကိုလည်းမသိခဲ့ပါဘူးနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး if ကသူ့ကိုသူလုံးဝမတူညီတဲ့တခြားကဘာတစ်ခုကနေလာခဲ့ကြောင်းမသိပဲအချားမြင့်တွေလုတ်တဲ့အရာလုတ်ကိုင်းပြီးအချားမြင့်တွေစားတောက်နေတဲ့အရာတွေကိုစားတောက်နေခဲ့ပါတယ်မြင့်တွေမှာ ညို့လေးအတွင်းနေ့စဉ်လှုပ်ဆောင်ရမယ့်အလုပ်တွေရှိပြီး if အမြဲတမ်းပါဝင်ရှင်ပြိုင်နေတဲ့မြင့်ပြိုင်မွေးတွေလည်းရှိပါတယ်။ကြီးလာတာနဲ့အမျှအချားမြင့်နေတဲ့မတူညီတဲ့အချက်ကိုဘသူကားမှအရေးတူမေးမြန်းတာတွေမရှိခဲ့ပါဘူး။သူမမှာငိုးတိမ်လို့ဖြူဖွေးနေတဲ့အသားရည်ရဲ့တက်တန့်နေလို့အယောင်စုံနဲ့လှတဲ့စပင်တွေရှိပါတယ်။သူမရဲ့တမူကွဲပြားနေတာကလွဲလို့ if ကိုအားလုံးက သဘောကျကြပါတယ်။ အလောက်ကြာမြင့်စွာလောက်ကင်ပြီးတဲ့နေကောင်းလေးတစ်နေ့မှာသူမကမြင်းဆောင်တွေကိုဝင်လာကအချားမြင့်တွေအားလုံးတစ်ခုခုမှားယွင်းနေတာကိုသတိထားလိုက်မိပါသူတို့ကကနာမငိန်ဖြစ်နေပြီးတော့တတောင်တတာရှိနေတဲ့ပုံမပေါ်ပါဘူးဒါပေမဲ့သူမကဂီယုမဆိုင်ပဲသူမရဲ့မြင်းဆောင်မှာတွားရောက်အိတ်ဆက်လိုက်ပါတော့တယ်သူမအိပ်ပျော်ပြီးမကြခင်မှာပဲဝေလီဝေလင်းမနှက်စောစောအချိန်မှာကျေလောင်တဲ့အတန်းကြောင့်လန့်နိုးသွားပါတော့တယ်သူမက နိုးလာပြီးအချာမြင့်တွေအားလုံးတင်းကုန်းကနေထွက်လာပြီးအပြင်မှာပြေးလွှားနေတာကိုမြင်တွေ့လိုက်ရပါတယ်။သူမကအချာမြင့်တွေနောက်ကိုလိုက်ပြီးဘာဖြစ်နေတာလဲဘယ်ကိုသွားနေလဲဆိုတာမင်းမြန်ပေမဲ့အားလုံးကရှစ်တဲတဲကိုကြည့်ပြီးပြေးလွှားနေကြတယ်။သူမကိုအံ့ဩစေတဲ့အရာကတော့အားလုံးဟာစာကြောင်းတစ်ချောင်းကိုတီးတိုးယူဆွေးနေကြပါပဲ။ခဏကြားတဲ့အခါမှာတော့အားလုံးကကြာကောင်းဆုံးပါကြာကောင်းဆုံးပါ အဲ့လိုအခါကထပ်ခါထပ်ခါရွတ်ဆိုနေတာကိုတွေ့ရှိခဲ့ပါတယ်။သူမဟာဘာဖြစ်လို့လဲဆိုတာကိုနားမလည်နိုင်ခဲ့ပါဘူး။သူမမင်းမြန်နေတာကိုသူတို့ဘာကြောင့်မကြားသလဲဆိုတာကိုလည်းနားမလည်ခဲ့ပါဘူး။အားလုံးကအဝါရောက်ပန်းလေးတွေဝေစားနေတဲ့ရခင်းမြေစင်းစင်းလေးကိုရောက်လာတဲ့အခါမှာ Eve ကမော်ကိုစောပေါ်မှာထိတ်မှအပေါက်ပါတဲ့ထူးဆန်းတဲ့ဘိုးကလေးနဲ့အတူထိုင်နေတဲ့မိန်းကလေးတူကိုတွေ့မြင်လိုက်ပါတယ်။ ဘူးလေးတဲကနေဂီတတန်စင်တွေထွက်နေပြီးမြင်းတွေအားလုံးကဂီတတန်စင်ဘယ်နေရာရောက်ရောက်အဲ့ဒီဂီတတန်စင်နောက်လိုက်အောင် မှော်ဆန်ဆန်ဆွဲညှို့ခံနေရတယ်ဆိုတာကို if ကသိရှိလိုက်ပါတယ် if ကဝေခွဲမရဖြစ်သွားပါတယ်သူမဘာဖြစ်လို့အဲ့ဒီမှော်ဆန်တဲ့ဆွဲညှို့ခြင်းကိုမခံရတာလဲဆိုတာကိုစဉ်းစားလို့မရဖြစ်နေပါတယ်သူမက ခြားမြင့်နေနဲ့မတူပဲတမှုထူးခြားနေလောက်တယ်ဆိုတာကိုသိရှိလာရပါတော့တယ်။အနီးနားမှာရှိတဲ့ရှီအိုင်လေးထဲမှာသူမရဲ့ပုံရိပ်ကိုသူမကြည့်လိုက်ပါလေ။အဲဒီမှာပဲသူမကကြီးမားတဲ့ကွာခြားမှုကိုသတိပြုလိုက်မိတယ်။သူမရဲ့လှပတဲ့အဖြူရောင်အသားရည်ရောင်စုံစပင်းတွေနဲ့သူမရဲ့နှစ်ဖူးပေါ်ကခြုံထက်လာတဲ့အရာတစ်ခုကို ပုံရိပ်ကနေတွေ့လိုက်ရပါလေ။သူမရဲ့တငယ်ချင်းတွေကသူမနဲ့အတွင်သဏ္ဍာန်မတူပေမဲ့ သူမအနေနဲ့သူတို့ကိုကူညီမှဖြစ်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာမိန်းကလေးထွက်ခွာသွားတဲ့အချိန်စောင့်ဆိုင်းနေခဲ့ပြီးဘယ်မင်းမှတိတ်ကီတာတန်စင်တွေထုတ်နေတဲ့ဘူနာကိုမရောက်စေဖို့အတွက်လှုပ်ဆောင်ပါတော့တယ်။ဒါပေမဲ့မိန်းကလေးဟာ if အပါအဝင်အခြားမြင့်တွေအားလုံးကိုခေါ်ဆောင်သွားချင်တာကြောင့်ထွက်ခွာသွားခြင်းမရှိပါဘူး။ဤက ်မိန်းကလေးအနားကိုတဖြည်းဖြည်းချင်းစီကတ်သွားပြီး သူမရဲ့ခြုံထက်တဲ့ဥကြုံနဲ့တီဂီတာတန်ဆိုရင်ထုံးလွင်လိုက်တဲ့ဘူးလေးကိုတွန်းထုတ်လိုက်ပါတော့လေတီဂီတာတန်ဆိုရင်ထုံးလွင်လိုက်တဲ့ဘူးလေးကမြေကြီးပေါ်ကိုပြုတ်ကျသွားပါတော့လေဒီဘူးလေးကမြင့်ခွာပုံစံရှိတာကိုသတိထားလိုက်မိပါတယ်ဒါပေမဲ့အချားမြင့်ခွာမဟုတ်ဘဲနဲ့သူမရဲ့မြင့်ခွာရာနဲ့တထက်တဲကြနေတာကိုတွေးရှိလိုက်ရပါတယ် ားကြောင့်သူမကခြေထောက်ကိုမြှောက်ပြင်လိုက်ပြီးဘူးလေးလေးကို သူမရဲ့ခွာကိုထည့်သွင်းလိုက်တဲ့အချိန်မှာတော့ချက်ချင်းဆိုလို့ဂီတတန်ကဇက်တက်သွားပါတော့တယ်။မြင်းတွေအားလုံးကအသည့်ပြောင်းဝင်လာပြီးသူတို့အဲ့ဒီနေရာကိုဘလို့ရောက်ရှိလာတယ်လဲဆိုတာကို ဝေခွဲမရဖြစ်ကဟိုကြည့်ဒီကြည့်ကြည့်နေပါတော့တယ်။မိန်းကလေးက if ရှိတဲ့နေရာကိုလှင်မြန်စွာပြေးသွားပြီးဂီတတန်ကိုပြန်ဖွင့်မှုစူးစမ်းပေမဲ့ if က အခြားမြင်းတွေနဲ့အတူအမြန်ဆုံးနှုတ်နဲ့ထွက်ပြေးလွတ်မြောက်သွားလို့မအောင်မြင်ခဲ့ပါဘူး if ကကြည်ရင်နဲ့လက်ကြည့်ပြီးပြုံးလိုက်ပါတယ်သူမကကွဲပြားပြီးထူးခြားနေပြီမယ်သူမရဲ့တငငချင်းတွေကိုကဲတင်နိုင်ရဲ့လို့ပဲပေါ့ ရေသူမလေးပုံပြင်အဲ့ဒီနေ့ကအကွမ်မရင်းရေအောင်မျိုးရဲ့တာယာတဲ့နေ့လေးတနေ့ပဲဖြစ်ပါလေနေကအရန်ကိုတောက်ပနေပြီးတော့ပင်လေရေတွေကဖန်သားဆောင်ချုံလာတယ်လို့မျိုးတလက်နဲ့တောက်ပင်လေကြီးအောက်ကဘဝလေးကတော့အရှင်အတိုင်းပဲငင်းချမ်းနေမြဲဖြစ်ပါလေရဲရရှိ Silver Star ကတွာလာပူခတ်မှုတွေကိုအစင်တကြားဖြစ်နေစေဖို့ အမြဲတမ်းလှူဆောင်နေပါတယ်။ကောင်းသောနေပါဆေးဗတ်စတာခင်ဗျာ။ကောင်းသောနေပါခလီလီ။ရဲ့အရှိကိုမကူခင်ဘယ်နည်းညာကိုကြည့်ပြီးမှတခြားကူရမယ်နော်။သူကဆေးဗတ်စတာပါ။ရဲရရှိလီ။သူ့ကိုအကုန်လုံးကချစ်ကြတယ်။အော်ပြီးတော့ဟုတ်ပါရဲ့။သူကငမန်းတကောင်မှာမှန်ပါတယ်အဲ့လိုပါပဲ။ရှစ်ဆက်သွားကြပါ။ငါတို့ရဲ့ချစ်စရာအရင်ကောင်းတဲ့ Isabel ကိုမိတ်ဆက်ပေးပါရစေ။မင်းတို့မြင်တဲ့အတိုင်းပဲ။ သူကဆိုရတာနဲ့ကရတာပေါ့အရင်သဘောကျတဲ့ရည်သူမှလေးဖြစ်ပါတယ်အဲ့ဒါကြောင့်သူမနဲ့သူမတငယ်ချင်းလေးကိုတွားတွေးကြရအောင်လေအိုးငါဒီတချင်းကိုကြိုက်တယ်အဲ့ဒီတချင်းကငါ့ကိုလှုပ်ရှားစေပြီးတော့ကကြင်စိတ်ကိုဖြစ်ပေါ်စေရလေအဲ့ဒီအချိန်မှာအပေါ်မှာပြောထားတဲ့ကျွန်တော်တို့ရဲ့ချစ်စရာကောင်းတဲ့ကောင်လေးနဲ့ကောင်မလေးကသူ့ရဲ့လှေကိုလှော်ခတ်နေပါလေဒီမှာအရင်ကတာယာတာပဲ ငါပိုက်တောင်စားလာပြီမင်းမစားစရာတခုခုပါလာမင်းဘာမှပါလာမှာမဟုတ်ဘူးငါထင်သားပဲရော့ဒီမှာမင်းစားဖို့တတိကျတီတချို့ငါပေးမယ်အိုးအိုးအဲ့ဒါကကောင်းကောင်းအဆုံးသတ်မှာမဟုတ်တော့ဘူးတက်ကြီးလို့ခေါ်တဲ့ကဏ္ဍပေါက်လေးနဲ့သူ့တငယ်ချင်းတွေကနေသားနဲ့မနဲ့ခင်မှာဆော့ကစားရင်းထူးဆန်းတဲ့အစိမ်းရောင်ရတစ်ခုကကြလာတာကိုမြင်ရပြီးတော့ထိလန့်သွားကြတယ် ဲမမပြီးနိုင်နဲ့အရသာရှိတဲ့တသိကျယ်လေးတစ်ခုပဲဖြစ်တယ်ဆိုတော့တုံးမသိကြရှာပါဘူးသူတို့ထဲမှာအသိဉာဏ်ဆုံးဖြစ်တဲ့ဂျိုလီလို့ခေါ်တဲ့ကလေးလေးကရောက်လာပါလေသူပုံဝင်ကျင်မှာဘာတွေဖြစ်နေတယ်ဆိုတော့ပြီးမထားမိဘဲနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ပဲရောက်လာတကယ်လဲနမနဲ့လက်ဖက်အောင်ဂျိုလီပျော်ပျော်နေတတ်ပါလေဝိုးတပါးကြီးလေကြည့်ကြည့်အောင်အမ်အမ်အမ် ဂျယ်လီရဲ့တစ်ဖက်ချမ်းကနေပီဂီကလည်းသူ့တိုင်လုပ်ကိုစူးစမ်းနေအောင်ဂျယ်လီကမြင်လိုက်ရပါလေဟဲ့ပီဂီနောက်ဆုံးဆန်းဒါကငါအခုမြင်ရတာအခုငါဟာပဲဂျယ်လီငါဒီကိုအရင်ရောက်တာအဲ့ဒါငါဟာကွာမင်းကလာနိုင်လေရှင်းမဖြစ်ရလေငါတောင်အရင်မြင်ရတာလို့ချိန်ပြောရဲကွာသူများများပစ္စည်းလေးကိုမယူရဘူးလို့မင်းရဲ့မိကမင်းကိုမဆုံးမထားဘူးလားမလွတ်နိုင်ဘူးအိမ်မှာလာမင်းလို့ပါလားဒါစစ်ကြီးမှမဟုတ်ဘူးနော် ပြောနေတယ်။ရှင်သူမာလီအစ်စပယ်နဲ့သူမတငယ်ချင်းတွေကအဲ့ဒီနေရာနာမှာတူတူပုံလိုက်ဆော့နေကြတယ်။မချောင်းကြည့်နော်။ဒီနေပုံကြ။5 4 3 2မလာပြီနော်။သူမကကလန်းနှကောင်ရဖြစ်နေတာကိုတွေ့သွားပြီးတော့ဘာဖြစ်နေပါလဲလို့သိကျင်သွားတယ်။အိုးအချင်းကြီးတော်တော်ဆိုးတာပဲ။နောက်ထပ်မဖြစ်အောင်ဒီတစ်ချိန်တော့ငါတို့ကိုသင်ခန်းစာပေးဖို့လိုအပ်နေပြီ။ ဟေးကောင်းလေးတွေခဏနေကြပါဦးဘာဖြစ်ကြတာရောအမဘာကူညီပေးရမလဲဟေးမလို့ကောင်းပြီလေငါဒီမှာရှိနေပြီကိုကိစ္စကိုဘယ်ကင်းဆိုင်တော့မယ်ခိုင်းလို့ပဲပိုကောင်းတဲ့ကိစ္စလေးတွေကိုပဲတွေးတော့မယ်အမဘာကျွန်တော်တို့ကိုကူညီပေးနိုင်မလားကျွန်တော်တောင်းအရင်တွေ့ရကျွန်တော်ဟာပါမင်းလိန်နာအဲ့ဒါငါဟာကောင်းပြီကောင်းလေးတို့စိတ်ချကြပါအောင်အမကူညီပါမယ် ငမ်းမင်းလောက်တော့ဒီမှာဂျယ်လီတစ်ခုရှိပြီးအဲ့ဒါနှစ်ယောက်လုံးကပိုင်ဆိုင်ရလို့ပြောနေကြတာနော်ဟုတ်တယ်မလားပြီးတော့နှစ်ယောက်လုံးကဒါကိုအရင်မြင်တယ်လို့ပြောနေကြတာနော်ဟုတ်တယ်မလားပြီးတော့မင်းတို့နှစ်ယောက်လုံးကဒါကိုစားကျင်နေကြရဲ့ဟုတ်တယ်နော်ဟုတ်တယ်အေးစေပါငါဒီဂျယ်လီကိုအညီမြနှစ်ပိုင်းပိုင်းလိုက်မယ်တွေ့ရနော်ရောအင်းယူလိုက်ကြတော့ဟေးနေဦးကျွန်တော်ဂျယ်လီပိုင်းကပူသေးတယ်ပကီးရဲ့ဂျယ်လီပိုင်းကပူချီးတယ်ဒါမတရားဘူးအိုးငါမှားတာပါ ซมบูกานเนี่ยงาปีกิสยานีเนเน่ไกลเลยไหมอืมเยอะดีมากเนาะขอบีเนาะยาบีเนาะเฮ้อะมาอันนี้อันนี่สายเน่อะกูจะได้เจอรีไปงาปุ๊นเต้รอบีฮัลโหลทำมันยังเอาโอ้ที่ยามะงาเปลี่ยนดีไม่บ้าไหมจูลี่ยานีเนเน่เปลี่ยนไกลเลยไหมลิอืมซาโลกางเลยกะเยอะยาดีมาต่อไรเด็บบ่ไปกินเนี่ยจูลี่กูติงเงินสาบีกูด้วยบอกกะเนเน่สิเนี่เชอรีทุกคนรู้กงซาบจะไหลเด้ တနာစရာကနန်းနှကောင်းကတော့အရန်ဝင်နေသွားပါတယ်အာအမအစ်ဘကကျွန်တော်ရဲ့ဂျယ်လီတွေအကုန်စပြလိုက်ပြီကုန်ပါပြီစိတ်မကောင်းပါဘူးကောင်းလေးတို့ငါမင်းတို့မှန်ကန်တဲ့အရာတခုတင်ပြရမှာမလို့ပါဒါဟာတမန်ဂျယ်လီလေးတခုပါပဲမင်းတို့လောက်ရမှာကမင်းတို့အချင်းချင်းမျှဝေစားတောင်းရမှာပဲဖြစ်တယ်အဲ့ဒီစားမင်းတို့ကအချင်းချင်းရင်ဖြစ်ကြတယ်ဒါတငယ်ချင်းချင်းလောက်ရမယ့်အရာမဟုတ်ဘူးမင်းတို့မျှဝေဖို့အတွက်တင်ယူတဲ့နယ်မဟုတ်လား ဂျော်နီနဲ့ပီကီကအပြစ်ရှိသွားသလိုခံစားသွားကြရတယ်။သူတို့ရောက်စလုံးတင်ငန်းစာရသွားကြတယ်။သူတို့ကသူတို့ရဲ့မတူညီမှုတွေကိုဘေးချထားပြီးတော့တယောက်ကိုတယောက်လူလူထူထူဖောက်လိုက်ကြတယ်။အစ်စဘန်ကသူတို့ရဲ့အမှားကိုသူတို့လက်ခံတာမြင်ရတာကိုဝမ်းသာသွားပြီးတော့စုအနေနဲ့အရသာရှိမဲ့ပုံပေါ်တဲ့တကြားလမ်းလေးနှစ်ခုကိုတွားဝဲကသူတို့ကိုတယောက်တစ်ခုစီဆူချလိုက်ပါလေ။ကနန်းလေးတွေကအယံကိုကျဉ်တ်သွားပြီးတော့အားလုံးပျော်ရွှင်စွာနေထိုင်သွားကြပါတော့လေ။အဲ့ဒါကြောင့်တငယ်ချင်းတို့ကြီး 你还会结束啊？还有赛前面七八